အားလုံးပဲ Barbie's Daily New Channel ကနေပြီးကြိုဆိုလိုက်ပါတယ်ခင်ဗျာမြောက်ဝတီမြို့တောင်ဘက်ဖလူကြီးကျေးရွာရှိ DKB ဘန်ကြားဖြန့်ယုံကိုစစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်မှုပြည်သူ၂ဦးနှင့် DKB တပ်ဖွဲ့ဝင်၂ဦးသေဆုံးဆိုတဲ့တင်မဖြစ်ပါတယ်ရင်းပြင်းနဲ့မြောက်ဝတီမြို့တောင်ဘက်ဖလူကြီးကျေးရွာဖျားကုန်းအနီးမှာရှိတဲ့ DKB ဘန်ကြားဖြန့်ဆက်ယုံကိုစစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရပြည်သူ၂ဦးသေဆုံးပြီးတော့ DKB တပ်ဖွဲ့ဝင်၂ဦးသေဆုံးကြောင်း ကရင်တရင်ရင်းမြစ်ကဘာမစ်ဒေလီနျူးချန်နယ်တို့ပြောကြခဲ့ပါတယ်မွေမဆတ်3ရက်နေ့နက်7:30နာရီ30မိနစ်ကမြောက်ရီမြို့တောင်ဘက်ဖလူကြီးကြီးရွာဖရာကုန်းနီးမှာရှိတဲ့ DKB ပိုင်ကြားပြန်ဆက်ယုံကိုအကျန်းဖက်စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာကြားပြန်ယုံအဆောင်ဂိတ်ပေါ်တက်တက်ကြားရောက်ပေါက်ကွဲပြီးတော့ပြည်သူ2ဦးနဲ့ DKB 2ဦးစုစုပေါင်း4ဦးတိဆုံးခဲ့ကြောင်း အဲ့ဒီလိုလက်နက်ကြီးကြီးထိမှန်မှုကြောင့်ဒဏ်ရာရှိသူများကိုထိုင်းနိုင်ငံမဲဆောက်စေယုံကြီးမှလူနာတင်ကခုနှစ်စီးဖြင့်တည်ဆောင်သွားကြောင်းသိရပါတယ်။ဖလူကြီးရွာထိပ်က DKB ဗန်ကြားဖြင့်အဆောင်ဂိတ်အပေါ်ကိုစကမကလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်လို့လူ၉ယောက်ထိပြီး၄ယောက်သေဆုံးသွားပါတယ်။ဒဏ်ရာရတဲ့သူတွေကိုမဲဆောက်စေယုံကြီးကနေလူနာတင်ခေါရီနဲ့တည်ဆောင်သွားတာပါ။ ကားရနဲ့ဆိုတော့ကားဂိတ်တွေပိတ်လန်းတွေပိတ်ကုန်နေစူးညံနေပါတယ်လို့ကရင်သတင်းရင်းမြစ်ကပြောကြားပါတယ်အခြားကရင်စစ်စီရင်သတင်းရင်းမြစ်တစ်ခုကတော့စစ်တပ်ရဲ့လက်နက်ကြီးဖြင့်ပြစ်ခတ်မှုကြောင့်တရုတ်နှစ်ဦးနဲ့အခြားလူ၄ဦးတန်ရရှိပြီးတကီဘီတဦးနဲ့ကြာပြတ်လုံခြုံရေးတဦးတည်းဆုံးကြောင်းပြောဆိုပါတယ်အော်တိုဘလာစကူရနေကနေစပြီးဂျမ်ဖက်စီအုစုကပြည်ရပိုင်ခိခိပက်ရှိဂျာပြန်စုံကို ရောင်မြစီနေဝင်ခဲ့ပြီးပြည်ကြီးရက်ကလည်းမိုင်းခွဲဖြစ်စီခြင်းတသက်များကိုလက်စားဖြောက်ခြင်းတို့ကိုလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ကျန်ဖက်စေအုပ်စုထိန်းချုပ်ရမြဝတီမျိုးဘော်ရက်ကွက်နဲ့ကြီးရွာများအပါအဝင် DGBAB ကြီးရဲ့ထိန်းချုပ်ရကီကော်မြူတီဝေါ်လီဒေတာနဲ့ကြောက်ခက်ဒေတာများမှာ ကြားပြတ်မြောင်များစွာရှိနေကြောင်းသိရှိရပါတယ်။ ခုလက်တော်နိုဝင်ဘာလ12ရက်နေ့အမေရိကန်ဆိုးရွားကကြားပြန့်ဝင်များကိုတီထောင်လောက်ကိုင်းနေသော GGB နဲ့ခေါင်းဆောင်လေးကိုတန်ခတ်ရေးယူပိတ်ဆို့သောကြီးညာချက်ကိုထုတ်ပြန်လိုက်ပြီးကြားပြန့်နှိမ်နှင်းရထူးဖွဲ့ကိုလည်းဖွဲ့စည်းလိုက်ကြံပြေဝင်ထုတ်ပြန်ကြီးညာထားပါတယ်စင်ကူးမျိုးနယ်မှာစီပီရှောင်ပြည်သူတွေနေထိုင်တဲ့မာလဲရွာစာတင်ကျောင်းကိုစစ်တပ်ကလေးရင်ဖြင့်ဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူ၅ဦးသေဆုံးတယ်လို့သိရပါတယ် န္တလေးတိုင်းစင်ကူးမြို့နယ်စေပြေဆောင်ပြည်သူများနေထိုင်တဲ့မာလေးရွာကိုစစ်တင်ကြောင်းကိုအချမ်းပစစ်တပ်ကလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခြင်းကြောင်းပြည်သူ၅ဦးသေဆုံးခဲ့ကြောင်းစင်ကူးမြို့နယ်ပကဖတ်တရင်တာဝန်ခံကိုတမလီကရန်ကုန်ကိတ္တတရင်ဌာနထံသို့ပြောဆိုလိုက်ပါတယ်နွေဘလတ်စနေရနေ့ညနေ9:00နာရီခန့်မှာမရရမြို့နယ်ဗမာစစ်ဘေးရှောင်ပြည်သူများနေထိုင်တဲ့စင်ကူးမြို့နယ်မာလေးပြည်စာတင်ကျောင်းကိုချမ်ပတ်စစ်တပ်က တာဟုလီတက်မှတက်လာတဲ့ဂျက်ဖိုက်တာတစ်စီးကဘုံကျက်တိုက်ခိုက်ခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။အဂျမ်ဖက်စစ်တပ်ရဲ့ဘုံကျက်တိုက်ခိုက်မှုတွင်မှပြည်သူ၅ဦးတေဆုံးခဲ့ပြီးတော့ပြည်သူ၅ဦးထပ်မံနေထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းအဲ့ဒီအပြင်စာတင်ကျောင်းဝင်းပါဝင်နီနာရှိအဆောက်အဦသုံးလုံးဒီထိမှန်ဖြစ်စေခဲ့ကြောင်းသိရှိရပါတယ်။မလဲရစာတင်ကျောင်းကိုတရားဦးလီတက်ကနေတက်လာတဲ့ဂျက်ဖိုက်တာကလေကျောင်းတိုက်ခိုက်မှုပြုလုပ်သွားတာပါ။ ပြည်သူ၅ဦးတည်ဆုံးပြီး၅ဦးထပ်အမနဲ့ထိခိုက်ဒဏ်ရာရရှိပါတယ်။စတင်ကြောင်းအပါဝင်နီးနားကအဆောက်အဦသုံးလုံးနဲ့ပျက်စီးသွားတယ်။အဲ့ဒီနေရာကဗရရာဘက်ကနေလာရောက်တဲ့စစ်ပေးရှောင်ပြည်သူတွေနေထိုင်တဲ့နေရာပါလို့စင်ကူးမျိုးနဲ့